အားလုံးမင်္ဂလာညချမ်းလေးပါကျွန်တော်ဒီကနေ့ညတော့စာရေးဆရာဇေနာရှာမညာရဲ့အောင်မြက်တာနဲ့မိစ္ဆာနှင်ပွဲဆိုတဲ့ဂမ်ဘီယာဇလန်းလေးကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe နေထားပြီးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာချိုသာအေးမြတဲ့ငတ်မောင်နှံရဲ့အော်မီတန်ကြောင့်တပိပိအောင်မှာတရားထိုက်နေတဲ့ အောင်မြတ်သားရဲ့မျက်လုံးတွေအဖြည်းဖြည်းပွင့်ထွက်လာခဲ့တယ်။စကုအလင်ဖွင့်လိုက်တယ်ဆိုရင်ပဲစိတ်လန်းစုပ်ပြေနေတဲ့ရှုခင်းတွေကိုစိတ်အေးချမ်းသာစွာဥစွာမြင်တွေ့လိုက်ရတယ်။ငါဘလောက်ကြကြတရားထိုင်နေမိပါလဲ။တကိုယ်တည်းတွေ့တော့ရုံနေစဉ်အချိန်မှာပဲဗလတ်မကတ်မှာဒူးထောင်ပေါင်ကားပြီးတရားထိုင်နေတဲ့စာရုတစ်ပါးကအောင်မြတ်သားကိုသွားဖက်ကလမ်းကြီးပြရင်ကောင်းကလေးမင်းတရားထိုင်နေတာ ငားရဲတောင်ချီသွားပြီကွအခုတရားပြုတ်ပြီးတော့မင်းရဲ့ဝမ်းပိုက်ထက်မှာအိုးပေါင်းများစွာတောင်းကျမ်းနေရတယ်မဟုတ်လားဟုတ်တယ်စာတို့ကြီးကျုပ်ဝမ်းမိကမေးတာတော့အမှန်ပဲဒါဖြင့်ဒီတတိလေးစားလိုက်ပါအောင်စာတို့ကြီးကပြောရင်းဆိုရင်လက်ထဲမှာကင်ထားတဲ့ဩဇာတိတလုံးကိုအောင်မေတ္တာရှိရာဘက်ကိုပြပေးလိုက်တယ်အောင်မေတ္တာလေသူ့စီကိုပြပေးလိုက်တဲ့ဩဇာတိကိုဖိုင်းကိုစားတော့ပြီးတဲ့အချိန်မှာတော့ ရှင်ဘတ်တစ်ခုလုံးအေးမြပြီးခွန်အားတွေဒူးရတာကိုခံစားမိလိုက်တယ်။အောင်မြတ်သာစားတော့ပြီးချိန်မှာတော့မလမ်းမကမ်းမှထိုင်းနေတဲ့စာသူကြီးကရုပ်ချင်းပြောက်ွယ်သွားခဲ့တယ်။အောင်မြတ်သာလည်းထိုင်းနေရမှထားလိုက်ပြီးထူးခြားအန်ဟောဖွဲ့ရတွေနဲ့ပြင်းနေတဲ့မဟာမြိုင်တော်ကြီးအတွင်လက်ဘက်ကကြီးစုနေတဲ့အချိန်လူခါးဆောင်နှိပါလောက်မြင်တတ်နေတဲ့ညောင်မင်းနှစ်ပင်ကိုဥစွာမြင်တွေ့လိုက်ရတယ်။ ရောင်မင်းကိုမြင်တော့သူတစ်ပတ်နှစ်ယောက်ဖြစ်တဲ့တက်ခိုင်နဲ့တောက်ရောက်ကိုတရေရမိတဲ့အချိန်ညောင်မင်းနှပင်ကအသက်ဝင်လာတဲ့အလားရိန်တို့လှူရှားလာပါလိမ့်ရောအောင်မင်းသားလေတက်ရှိတကောင်ပေါ်မှာလှူရှားနေတဲ့ညောင်နှပင်ကိုလက်နက်ဖက်နဲ့ထိတွေ့ကင်တွေလိုက်တဲ့အချိန်မှာတော့အကိုင်းခတ်ဒီကအိမ်မွေးကြောင်လေးတကောင်တို့အောင်မင်းသားရဲ့ရင်ဘတ်ထဲကိုတိုးဝင်လာခဲ့တဲ့အချိန်အောင်မင်းသားကအေးငါပြီတော့ပြန်ဝင်ဖို့လိုလာပြီထင်တယ် ဆိုကရေယူလိုက်ပါတော့တယ်ဟဲ့ဟေးနေဆောင်တော့မယ်မြန်မြန်လောက်ကြဆရာကြီးကငါတို့ကိုနေမဝင်ခင် ရွာရောက်ပြန်ရမယ်လို့မှားထားတာမမေးချနဲ့ဦးဦးကောင်းမှာလုံကြီးတထဲကိုပတ်ထားတဲ့လူကြီးရဲ့စကားကြောင့်ကောက်ဆိုင်ပြုံးလို့နေကြတဲ့တောင်သူလယ်သမားတွေအားလုံးလုံးလက်ဆအလုပ်တွေကိုလက်ဆတ်တက်ခါအိမ်ပြန်ကြဖို့ပြင်ဆင်ကြပါလိမ့်ရောကစင်းတို့တလျှောက်အချင်းချင်းစားနောက်တန်းလောင်ပြောင်အိုဟိတန်တွေနဲ့အတူ ညနေခင်းအချိန်ကအတိတ်ဘက်ပြေဆုံးနေခဲ့တယ်။ရွာဝင်သားကိုရောက်တော့အသက်40ဝန်းကျင်လူကြီးတယောက်ကတိုက်ပုံရမက်ဟာပြဲကိုဝှက်ထားပြီးရွာထိပ်မှာမတက်ရနေတာမြင်တော့အင်ကိုပြန်လာကြတဲ့သူတွေကဆရာကြီးဘလို့ပြလို့ရွာပြင်အထိထွက်ဆောင်နေရလဲအခုတလောမင်းတို့ဆော့ဆော့ပြန်ခိုင်းတဲ့အကြောင်းရင်းကိုရောသိကြရဲ့လားမသိဘူးဆရာကြီးဘာဖြစ်လို့လဲအေး ငါပညာအသည့်အရာမင်းတို့ရွာပဝန်းကျင်မှာမကောင်းတဲ့ငွေတက်တွေကိုမြင်နေရတယ်။ဒါကြောင့်နေမဝင်ခင်ရွာကိုအရောက်ပြန်ဝင်လာခဲ့ဖို့မှာခဲ့တာပဲ။ပြာဟုတ်တယ်။မပြာနဲ့အိမ်ပြန်ရောက်ပြီးတာနဲ့ဂျေမိုးချုပ်ပြီးကာနာဒါတွေကိုစူထားလိုက်အောင်တရွာလုံးအားထားရတဲ့ဆရာဖြစ်သူရဲ့စကားကိုရွာသားတွေမလွန်ဆန်ရဲတော့ပဲခက်တက်တုပ်ထွက်သွားခဲ့တယ် ညနေမောင်စာပြိုးချင်းကိုရောက်တော့ရွာလေးမှာစောက်ထားတဲ့စိုးလောင်းဓမယုံမှာ ကာလာသားတွေစုယုံရောက်ရှိနေခဲ့တယ်။ဦးလုံးဆရာကြီးကိုအခုထိမတွေ့သေးပါလား။အေးငါလည်းလိုက်ရှာနေရ။ဘယ်ဒီမြရောက်နေရလဲမသိဘူး။ဆရာကြီးပြောင်းနေတယ်ဆိုတဲ့စကားကြောင့်ကာလာသားတွေအကုန်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကြတယ်။အဲ့ဒီအချိန်ဘာကြီးလုံးဘာကြီးလုံးဓမယုံအောက်ကနေအမောတကောင်းနဲ့အော်ခေါ်နေတဲ့တန်ကြောင့် အပေါ်မှာရှိနေတဲ့သူတွေအားလုံးရေးဆင်းလာခဲ့ပြီးဟေးငကြွက်ဘာဖြစ်တာလဲဆရာကြီးဆရာကြီးရွာအပြင်မှာတဝေးလူးလူးနဲ့လူလိုက်နေရဲ့တဲ့ဟေးငကြွက်စကားဆုံးမှာကာလာသားတွေအားလုံးရွာပြင်ကိုပြေးထွက်လာခဲ့ပြီးကြိလိုက်တော့ရွာဝင်ဆက်မှာဒံယာပလက်ပွားနဲ့လူလိုက်နေတဲ့ဆရာကြီးကိုတွေ့လိုက်ရတယ်ဟေးအရန်မသွားနဲ့ဦးမောင်ကလည်းမောင် ။လိုင်းအောင်ကလည်းမတမကွယ်ဖြစ်နေတဲ့အချိန်မှို့အုံလုံးကကာလာသားလေးကိုဟန်တားလိုက်ပြီးအသေးချာကြည့်လိုက်တော့ဆရာကြီးရဲ့ဘေးမှာကုန်းကုန်းကွကွနဲ့လှုပ်ရှားနေတဲ့အရေးတခုကိုမြင်တွေ့လိုက်ရတယ်။ဟေးမလုံနဲ့ရက်လိုက်စမ်း။ဦးလုံးရဲ့အော်ဟစ်တန်ကြောင့်ကာလာသားဒီအလုံးတထဲမှာပါလာတဲ့ဒုတ်သားလေးကိုအသိပြင်ပြီးအနားကိုကပ်ဖို့အလုပ်။လက်ခွမ်းထဲမှာပဲလူနာကသေတော့မယ်။ မင်းတို့ကအဝေးကနေဟန်တပြင်းပြင်းလုံနေကြတယ်ဒီအနားကိုလာကြပါဟဆရာကြီးဘေးမှာလှုပ်ရှားနေတဲ့အရေးစီကနေထွက်လာတဲ့အတန်းကြောင့်ကာလာသားတွေအားလုံးတတိကြီးစွာထားပြီးတော့အနားကိုတိုးကပ်လာခဲ့ကြတယ်အနားကိုရောက်တော့ဆရာကြီးရဲ့ခန္ဓာကိုယ်မှာထွက်နေတဲ့သွေးတွေကိုလုံကြီးအဆုံနဲ့တုံ့ပေးနေတဲ့လူလက်ပန်းယောက်ျားတစ်ယောက်ကိုတွေ့လိုက်ရတယ်ဖေကောင်တွေကြောင်ပြီးတော့ကြည့်မနေနဲ့သွေးတက်အောင်အရင်လုပ်ရမယ် လူနာကိုရွာထဲကိုခေါ်သွားရွာသားကြီးလေဘယ်ခါနဲ့ရောက်လာမှမသိတဲ့လူတယောက်ရဲ့စကားကိုမလွန်ဆန်နိုင်ပေညင်းညူအော်ဟင်းနေတဲ့ဆရာကြီးကိုထမ်းဖို့ကရွာထဲကိုခေါ်လာခဲ့လိုက်တယ်တကိုယ်လုံးမှာဓာတ်နဲ့မုန်းထားသလိုဒဏ်ရာပလက်ပွားဖြစ်နေတဲ့ဆရာကြီးကိုတွေးတက်အောင်လုပ်ပြီးတဲ့အချိန်မှာတော့ဓမယုံတောက်မှထိုင်းနေတဲ့လူကထလာခဲ့ပြီးမင်းတို့ဆရာကြီးကိုဒုက္ခပေးသွားတဲ့သူတွေကမင်းတို့ကိုလည်းမကြခင်မှာ ဒုက္ခရောက်လောက်ကြအောင်မထင်နဲ့ဆိုကပြောလိုက်တော့ဂျွာသားဒီအားလုံးကကျုပ်တို့ဆရာကြီးကိုဘသူကများအခုလိုဖြစ်အောင်လုပ်လိုက်တာလေခမ ्या ကရောအခုမှဘယ်ကနေရုပ်တရရောက်လာတာလေကျုပ်ကကိုလန်းကိုသွားနေရင်ခမ ्या တို့ဆရာကြီးလဲကြနေရတွေ့လို့ဝင်းကူညီလိုက်တာပဲရှိတယ်စေတနာကိုမစော်ကားချနဲ့အရက်ခက်မြင့်မြင့်နှုတ်ခမ်းမွေးဆဆချီးတဲ့လူရဲ့စကားကြောင့်ဦးလုံးက ရွာသားတွေကိုလက်ကပြလိုက်ပြီးစိတ်မဆိုးပါနဲ့ဗျာကျုပ်တို့စီကလူတွေကစကားပြောမတတ်ကြတာပါမောင်ရင်းကိုလည်းတကယ်ကျေးဇူးတင်ပါတယ်အဲ့ဒီလိုပြောလိုက်ရင်ပြီးနေရဦးလူကိုမြမယုံတယ်လို့နဲ့ကျုပ်အမြင်ရပြောရမယ်ဆိုရင်ခမားတို့ရွာတော့မကြခင်ဒုက္ခရောက်တော့မင်းဟုတ်ပါတယ်ဆရာအခုဒဏ်ရာရသွားတဲ့ဆရာကလည်းအခုလိုပဲပြောပါတယ်ကျုပ်တို့ရွာတော့အေးချမ်းတာ ကျုပ်တို့ရွာပဲရှိတယ်။ဘလို့ကြောင့်ဒုက္ခတွေလာပေးနေကြလဲမသိတော့ပါဘူးဗျာ။အခုဒုက္ခတွေပေးနေတဲ့သူတွေကတော့ကြောက်ဖို့ကောင်းနေဗျ။ကျုပ်အမြင်ရပြောရရင်နှုတ်ခမ်းမွေးဆဆနဲ့လူရဲ့စကားမဆုံးခင်မှာဆရာကြီးကသတိပြန်လဲလာခဲ့ပြီ။အာအာကျုပ်ရဲ့ပညာတွေကိုအစင်းမြင်လာပြီလို့ထင်နေတာ။ဒီမိစ္ဆာတွေနဲ့တွေ့မှအများကြီးလိုအပ်နေသေးပါလားဆိုတာ။ တီးလိုက်ရတယ်ဗျာမဟုတ်ဘူးဆရာကြီးဆရာကြီးရဲ့ပညာကမနိုင်ဘူးဗျာဒါပေမဲ့အမားတခုခုကြောင့်သူတို့တွေရဲ့တိုက်ခိုက်မှုကိုခံလိုက်ရတာဘာကြောင့်ဆိုတာကာယကံရှင်ကပို့ပြီးတော့သိမှာပေါ့ဗျာနှုတ်ခမ်းမွေးဆဆနဲ့လူရဲ့စကားအဆုံးမှာဆရာကြီးရဲ့မျက်နှာကွက်ခနဲ့ပြတ်သွားပြီးဟန်ကုံမပြတ်ပြန်နေရင်အဲကျုပ်လည်းအခုမထနိုင်သေးဘူးဆိုတော့ ဒီရွာရဲ့လုံခြုံရေးကိုဧည့်သည်ကပဲတာဝန်ယူပေးစေချင်ပါတယ်။ဟာမဟုတ်တာပဲဗျာ။ကျုပ်လိုပညာစွမ်းသိပ်မရှိတဲ့လူကဘယ်လိုလုပ်ပြီးတော့ကာကွယ်ပေးနိုင်မှာလဲ။ကိုယ့်ကိုအဲ့လောက်အထိမနှိမ့်ချပါနဲ့လူငယ်လေးရေ။ငါမလဲကြခင် မင်းသုံးလိုက်တဲ့ပညာကငါမျက်နှာထိတိုင်အောင်လာပြီးတော့ရိုက်ခတ်တာကိုခံစားမိခဲ့တယ်။ငါအဲ့မမားဘူးဆိုရင်မင်းကအထက်လန်းပညာတည်းရဲ့ကိုကြွန့်ကြွန့်ချင်းချင်း တက်မြောက်ထားတယ်ဆိုတာပဲအဲဒီလောက်ဒီကြုံချောင်းသိနေတော့လေစွန်းတလောက်တော့ကူညီပေးရတော့မှာပေါ့ဗျာဒါနဲ့ခမ ्या ကိုဒီလောက်ဒီဖြစ်အောင်လုပ်ခဲ့တဲ့သူတွေအကြောင်းလေကျုပ်သိအောင်ပြောပြပေးပါဦးသူတို့ရဲ့အကြောင်းကိုမနှက်ကြရင်ကျုပ်ပြောပြပေးပါမယ်ဒီညတော့ကျုပ်နားချင်ပြီဗျာဟုတ်သားပဲခမ ्या လည်းဒံယာတွေနဲ့ဆိုတော့တတ်တာလို့နားနေပါ ုံတဲ့အခြေအနေကိုကက်ခတ်ပြီးတော့စောင့်ကြည့်နေပေးပါမယ်။ရွာသားလေးလေဆရာကြီးကိုတွေ့ထုပြီးနေတဲ့အိမ်ကိုပြန်ပို့လိုက်တဲ့အချိန်အဲ့တဲ့ကဓမာယုံဘော်ကနေဆင်းပြီးရွာလေးဘက်ကိုထွက်လာခဲ့လိုက်တယ်။ရွာပြင်ကိုရောက်တော့အကိုင်းခတ်တွေထူတတ်စွာပေါက်နေတဲ့တရက်ပင်အောက်ကိုသွားပြီးပင်စီကိုလည်းနဲ့ပုတ်ခါကဲကဲဒီပင်မာနေတဲ့ပုံကိုတွေထဲမှာဝါရှင်သုံးသူကျုပ်စီကိုလာခဲ့ပါဦးထိုကဲ့သို့ပြလိုက်တော့ တရက်ပင်ပေါ်ကနေဗုတ်ခွနဲ့ခုံဆင်းလာတဲ့အရေးတစ်ခုကိုမြင်လိုက်ရတယ်။တကိုယ်လုံးဝမ်းမွေးလေလို့အမွေးချမ်းနေပေါင်းနေပြီးလူသုံးဘက်ဆာလောက်ရှိတဲ့ကိုလုံးနဲ့အကောင်ကကြောပေးကရက်နေရင်ငါ့ကိုခေါ်တာဘာလို့ဖို့လဲ။အေးအေးတင်ရဒီမှာဝါရှင်ဆုံးပုံကိုထင်နေဒီမှနေတာဘလောက်ကြပြီလဲ။ငါဒီမှနေတာနှစ်ပေါင်း30ရှိပြီ။ ။ဒါဆိုရင်ညနေကဖြစ်သွားတဲ့ဖြစ်ပျက်တွေကိုတင်တို့တွေမြင်တွေ့ကြမှာပေါ့။အင်းငါတို့အကုန်လုံးမြင်ရတယ်။ကောင်းပြီ။ဒီဝါငါဆီယာကိုဒံရရတဲ့အထိလောက်ခဲ့ကြတဲ့သူတွေကဘသူတွေလဲ။ဘာအတွက်ကြောင့်လောက်ရတာလဲဆိုတာအမှန်တိုင်းကိုပြောပါ။ငါသိရကဒီဝါကားဆီယာမှာတီလာပိုင်းနဲ့ပတ်သက်ပြီးအားနှဲ့ချက်ရှိနေတယ်။ဒီလိုအားနှဲ့အောင်လေတမင်တကာလှုပ်ထားတာ။ ပြောပါအောင်ဘလို့တမင်တကာလှုပ်ထားရလေဇလန်းကစိတ်ဝင်စားဖို့တော့ကောင်းနေပြီလုံခဲ့တဲ့နှစ်ပေါင်း20လောက်ကဒီနေရာမှာပဲဆရာဝိုင်းနဲ့ဆရာစိန်းတို့ပညာပြိုင်ခဲ့ကြတယ်အဲဒီလုံကအခုဒီဘာမှနေတဲ့ဆရာကအနိုင်ရခဲ့တယ်ဒါကိုမကျေနပ်တဲ့ဆရာစိန်းကလူမြင်ကွင်းကနေနှစ်ပေါင်းတော်ကြာတောက်သွားခဲ့ပြီလုံခဲ့တဲ့လကမှအလွန်ချောမောလာပါတဲ့မင်းကလေးတစ်ယောက်နဲ့အတူ ဒီရွာအနီးတစ်ပိုက်မှာပြန်ပေါ်လာခဲ့တယ်အဲ့ဒီတော့ဘာတွေဆက်ဖြစ်လဲဆရာစိမ့်နဲ့ပါလာတဲ့မိန်းကလေးကတခါတလေရွာထဲကိုမုံလာရောင်းတလို့လို့အထဲလာရောင်းတလို့လို့နဲ့မအူမလဲရောက်လာတဲ့တည်းတရက်မှာတော့ဆရာဝိုင်းနဲ့အထဲရောင်းတဲ့မိန်းမကိုရရဲ့မမောနဲ့စကားတွေပြောနေရအောင်တွေးခဲ့တယ်ဒါကြောင့်တင်ကဆရာရဲ့ တီလာပိုင်းပြတ်နေတယ်ဆိုပြီးပြောချင်တာလားဟုတ်တယ်ဘာကြောင့်လဲဆိုတော့အရင်ကားဆိုရင်ဆရာဝိုင်းလာပြီဆိုရင်ကျုပ်တို့အားလုံးအနားမှာနေလို့မရအောင်ဦးလောင်မှုကိုခံစားရတယ်ဒီနေ့မှတော့ကျုပ်တို့အဲ့ဒီလိုခံစားမှုကိုမရရှိခဲ့ကြဘူးဒီညာဖြစ်စင်မှာဆရာဝိုင်းကိုတိုက်ခိုက်ခဲ့တဲ့သူတွေကတာမန်လူတွေလားပညာသည်တွေလား တခູ້မှမဟုတ်ဘူး။ဒီညာတွေ့လိုက်တဲ့သူတွေကတကိုယ်လုံးမြေကြီးတွေချွန့်ဘွက်တွေပေးကြနေပြီးတော့အသားတွေကလည်းဝါထိန်နေကြတယ်။သူတို့ကမျက်တောင်လည်းမခတ်ကြသလိုကြောက်လန့်မှုလည်းမရှိကြဘူး။သင်ပြောတာကိုကျုပ်ပြန်ပြီးတော့စဉ်းစားလိုက်ပါဦးမယ်။အခုတော့သင်ပြန်လို့ရပါပြီ။နှုတ်ခမ်းမွေးဆဆနဲ့လူရဲ့စကားအဆုံးမှာကြောပေးထားတဲ့ပုဂ္ဂိုလ်ကတရက်ပင်ဘုတ်ကိုကုတ်တွေက ပြန်တက်သွားခဲ့တယ်။နောက်တနေ့မနက်ကိုရောက်တော့ဓမယုံဘုတ်ကိုဦးလုံးရောက်လာပြီးမောင်ရင်ဆရာကြီးကတော့ညာကဖြစ်တဲ့အချိန်ကြောင့်မထားနိုင်သေးဘူးဖြစ်နေတယ်။ဒီညတော့တို့တွေဘလို့ဆက်လုပ်ကြမလဲမသိပါဘူးကွယ်။အခုဖြစ်တဲ့ပြဿနာရဲ့အကြောင်းရင်းကိုတေချာမသိတဲ့အတွက်ဒီတညတော့တတိဝရိယနဲ့နေကြရအောင်ပါပဲ။ဦးကြီးတို့အနေနဲ့ကြောက်ခွင့်ပြုချက်မရဘဲနဲ့ ညာဘက်အပြင်ကိုမထွက်ကြပါနဲ့လို့မှားချင်ပါလေ။အော်ဒါနဲ့မောင်ရင်ကကျုပ်တို့ရွာကိုရောက်နေရတရက်တောင်ပြီးတော့မယ်။အခုထိနာမည်ကိုမမေးရသေးဘူး။ဦးကြီးရဲ့နာမည်ကဦးလုံးလို့ခေါ်ပါတယ်။မောင်ရင်ရဲ့နာမည်ကရောကျုပ်ရဲ့နာမည်ကတက်ခိုင်ပါ။နာမည်ကိုမခေါ်ချင်လဲဦးကြီးတို့အဆင်ပြေသလိုခေါ်လို့ရပါတယ်ဗျ။အေးပါအေးပါကျုပ်လဲရွာသားလေးကိုနေမဝင်ခင်ရွာလေးကိုအရောက်ပြန်ဖို့ဂရီပေးထားပါတယ် မောင်ရင်အနေနဲ့လိုအပ်တာရှိရင်အချိန်မီပြောပါအကူကဘာဖြစ်လို့ပြင်မှတ်မသိတဲ့အခြေအနေဖြစ်နေရမှုဦးကြီးတို့ကလည်းတက်နိုင်တဲ့ဘက်ကနေကူညီပေးပေးရစီဦးလုံးလည်းတက်ခိုင်ကိုစကားစမိပြောပြီးလေလုံငန်းဝင်ရန်ရွာပြင်ကိုထွက်သွားခဲ့တယ်ညနေဆောင်တော့အလုံးစင်းကြတဲ့သူတွေအကုန်ပြင်ရောက်လာတဲ့အချိန်တက်ခိုင်ကတော့ရွာပြင်နေနမိတ်အဆက်မှာမိုင်းကင်ဆက်ကူအချို့နဲ့အလုံးရှုပ်နေခဲ့တယ် ညာဘက်ကိုရောက်တော့တရွာလုံးအကြတမ်းပဲမကြားလောက်အောင်တိတ်ဆိတ်၆ကပ်နေခဲ့ပြီမြေတက်ခိုင်ကတော့ရွာဝင်ဝါထိတ်အမောင်တူထဲမှာတစုံတစ်ယောက်ကိုစောင့်ဆိုင်းနေခဲ့တယ်ညာတကောင်အချိန်ကိုရောက်တော့တော်ခွေချိုးရဲ့ဦးတန်နဲ့အတူရွာအနီးနားကိုအရှိန်မမက်တချို့ချင်းကပ်လာခဲ့တယ်တက်ခိုင်လေအမောင်တူတွေကနေအခြေအနေကိုစောင့်ကြည့်နေခဲ့ရာအရှိန်မမက်တွေကရွာစီယိုနာဆက်ကိုလည်းရောက်ရော အရှိကိုစက်တိုးမလာတော့ပေလာရလန်းအတိုင်းပြန်လှည့်သွားတာကိုမြင်လိုက်ရတယ်မကြခင်ကျွာအပြင် အမောင်တူတွေကနေခတ်တုတ်လျှောက်လာတဲ့လူတယောက်ကိုမြင်တော့ကျွာထဲကိုပြန်မို့လုံးနေတဲ့တက်ခိုင်တယောက်အမောင်တူတွေကိုပြန်ဝင်လိုက်ပြီးကြည့်လိုက်တော့အသက်50အရွယ်လူကြီးတယောက်လာရောင်အောက်မှာမြင်လိုက်ရတယ်ဖြင်းချင်းအင်ကြီးလက်ရှိကိုဝယ်ထားပြီးလူဝိတ်တလုံးကိုလွှဲထားတဲ့လူကြီးက ခြံစည်းရိုးအနားကိုရောက်တော့မုတ်ဆိုးတိုင်ထိုင်လိုက်ပြီးတက်ခိုင်မြုပ်ထားတဲ့အင်းစမတွေကိုဖယ်ရှားဖို့ကြိုးစားနေခဲ့တဲ့အချိန်ဟေးလူခမ ्या ကအတင်ရဲလာကြည်လားအမောင်လူတွေကနေထွက်ပေါ်လာတဲ့တက်ခိုင်ရဲ့စကားထန်ကြောင့်ခိုးချောင်ကိုဝဲလုံးနေရဲ့လူကြီးကဘေးဘီကိုလက်ကြည့်လိုက်ပြီးလက်စာတတ်တော့မင်းလှုပ်ထားတာကိုဟုတ်တယ်ဒီအစီရင်နေရကျုပ်လှုပ်ထားတာဒါအနေပါဦး ခမ ्या ဘာယူရချက်နဲ့ဒီရွာကိုဒုက္ခပေးချင်နေရလားလေစကားပြောရင်အပြင်ကိုထွက်လာတဲ့တက်ခိုင်ကိုမြင်တော့ပြင်းချင်းအင်ကြီးကိုဝှက်ထားတဲ့လူကြီးကမတက်ထရက်လိုက်ပြီးဒီရွာကငါတို့မိသားစုဒုက္ခရအောင်လှုပ်ခဲကြတယ်ဒါကြောင့်တရွာလုံးသိရင်ဆိုးနဲ့သိအောင်ငါလုံးမလို့ဟိဒီလိုလုံးလို့ပဲဖြစ်မလဲခမ ्या ကိုဒုက္ခရအောင်လှုပ်တယ်ဆိုတဲ့အကြောင်းပြချက်ကိုကျုပ်ကိုပြောပါအောင် ငါကအထက်လန်းပညာကိုလိုက်စားရင်လမ်းလွဲပြီးအောက်လန်းပညာရောအထက်လန်းပညာကိုပါတုံးနိုင်တဲ့သူတယောက်ဖြစ်ခဲ့တယ်။ဒါကိုမောင်မိုင်းကတီးတော့ငါ့ကိုလူပုံအလှမ်းမှာမျက်နှာမဖော်နိုင်အောင်လှုပ်ပစ်ခဲ့တယ်လေ။သူကြောင့်ငါတို့မိသားစုရွာကနေနှင်ထုတ်ခံထိခဲ့တာ။ငါတို့ကိုမတူသလိုမတန်သလိုဆက်ဆံခဲ့တဲ့ဒီရွာကလူတွေအကုန်ငါအเจ้าကိုသိစေရမယ်ကွာ။ ဒီလိုတော့လည်းဘယ်ဟုတ်မလဲဦးကြီးရာဘသူဖြစ်ဖြစ်အောင်လိုင်းပညာရက်ကိုတက်ကြွနေဆိုကြရယစိတ်ထဲမှာစိုးရိမ်မှုတွေဖြစ်လာမှာပဲဒီအတွက်ကြောင့်တကြွာလုံးကိုဒုက္ခရောက်အောင်လုပ်မယ်ဆိုတာမဟုတ်သေးပါဘူးဗျာဟေးမင်းမသိရင်ပါဇက်ကိုပိတ်ထားငါလှုပ်ချင်တာဒီရွာကလူတွေကိုပဲမင်းကဘေးကနေအตาနေစမ်းပါအိုး ုံနေလို့ပဲဖြစ်မလဲကျုပ်တို့ဒီပညာကိုစပြီးတော့တင်ယူကြရာခုနှစ်ရက်သားသမီးတွေဒုက္ခရောက်စီမဲ့မြည်သည့်ကိစ္စကိုမဆိုကိုညီပေးမယ်လို့ဂတိသစ္စာပြုထားပြီးသားဒါကြောင့်ကျုပ်အသာမနေနိုင်ဘူးဟာ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 စကားကတော့အယံကိုကြီးကျယ်လွန်းနေမောင်းရင်ရာဒါဖြင့်လေကျုပ်ကိုအနိုင်တိုက်ပြီးဒီရွာကိုကယ်တင်လိုက်ဖို့မင်းထက်ပညာရည်မြင့်တဲ့သူတော် ဘလို့ဖြစ်သွားတယ်ဆိုတာမြင်နေမဟုတ်လားဖြင်းချင်းအင်ဂျင်ဝေလူကြီးရဲ့စကားအဆုံးမှာတက်ခိုင်ကပခုံးနှစ်ဖက်ကိုတွန်းလိုက်ပြီးဒါဖြစ်ရင်လေကျုပ်ကိုအနိုင်တိုက်ပြီးမှရွာကိုဒုက္ခပေးပါဗျာတက်ခိုင်စကားအဆုံးမှာလူကြီးကမျက်မှောင်ကျုံလိုက်ပြီးကိုမလွယ်ထားတဲ့လွယ်ထဲရနေလက်တစိအရွယ်ရှိတဲ့ဘူးကိုထုတ်ယူကမြေကြီးပေါ်ကိုဖြန့်ချထားလိုက်တယ်ငါးကောင်ကြီးကဒီသွေးနံကိုအရန်ကိုကြိုက်ကြတာ မင်းတို့အရင်ထင်းကြည့်ပါဦးထိုကဲ့သို့ပြောပြီးဘေးမှာရပ်နေခဲ့တယ်မကြခင် အမောင်တူတွေကနေခြေကားရလက်ကားရနဲ့ပြေးထွက်လာကြတဲ့အရေးချို့ကိုမြင်တွေ့လိုက်ရတယ်ဟင်အလောင်းကောင်းနေပါလားတခါရဲ့အာမေရိတန်ကြောင့်ဖြင်းချင်းအင်ကြီးကိုဝတ်ထားတဲ့လူကြီးကဟဟပပရေမောလိုက်ပြီးတိတ်သေးချတာပေါ့ဒီပညာရက်ကငါအနှစ်နဲ့လာလာ လေ့ကျင့်ခဲ့တဲ့ ဖုတ်သွင်းခြင်းပညာပဲတက်ခိုင်လေအပုပ်ရည်တွေတတောက်တောက်ကြပြီးအသားရည်တွေဖောထုတ်နေတဲ့အလောင်းကောင်းတွေအနားကိုမြောက်ခင်မှာပဲအသိရှိနေတဲ့ပြန်ပြန်စမအင်းခွက်ကိုထုတ်ခါအရှိတလန်အကွာကိုပြစ်ချလိုက်တယ်ဆိုရင်ပဲရွှေရောင်တလက်လက်ထားနေတဲ့အကာအကွယ်တခုကမြေကြီးထဲကနေထွက်ပေါ်လာခဲ့တယ်မင်းကလေခေသူမဟုတ်ပေဘူးပဲဖြင်းချင်းအင်းညွေလူကြီးရဲ့ချီချူးတန်ကြောင့်တက်ခိုင်က ခေါင်းကိုညှို့ငါခနဲ့တက်တက်ပြုံးလိုက်ပြီးဒီတံပြန်စမအူခမ ्या ရဲ့ဖုတ်ကောင်ကြီးကဖြတ်နိုင်ပါမလားတခိုက်စကားကိုလူကြီးကဘာမှမပြောဘဲလူအိတ်ထဲကိုလက်ထက်ပြီးညညောင်ချွန်းနဲ့ထုလုပ်ထားတဲ့အယုံတစ်ခုကိုတံပြန်စမရှိကိုပြစ်ချကမန်နံတစ်ခုကိုရုတ်ပတ်လိုက်တယ်ဆိုရင်မေချွန်းရုတ်ထူးကနေဝါချင်းချင်းအဆွဲနှစ်ခုနဲ့အလွန်အကြီးတန်းတဲ့နနာဘာဝနှစ်ကောင်ဖြစ်သွားခဲ့တယ် ပုံတရံပြောင်းနနာဘာဝရီကဖုတ်ကောင်နေပြေးဝင်လာမဲ့တံပြန်စမားခွက်ရှိနေတဲ့နေရာကိုဝမ်လျာထိုးမောက်ကခံလိုက်တယ်ဆိုရင်မေဖြောင်းဖြောင်းဝုံးဆိုတဲ့အတန်နဲ့အတူအနောက်ကိုဆယ်ပေကန့်လွန်ထွက်သွားခဲ့ပြီးတစားစီဖြစ်သွားခဲ့တယ်တခိုင်လေရုတ်တရက်ဖြစ်သွားတဲ့ဖြစ်ပျက်ကြောင့်တံပြန်စမားကိုကြည့်လိုက်ရာအကာအကွယ်လှုပ်ထားတဲ့နေရာမှာလူတစ်ခုစားဝင်လို့ရတဲ့အပေါက်တစ်ခုပေါက်ထွက်သွားတာကိုမြင်လိုက်ရတယ်အဲ့ဒီအချိန် အလောင်းကောင်းကြီးကလှင်မြန်တဲ့အချိန်နဲ့ပေါက်ထွက်သွားတဲ့နေရာကနေတက်ခိုင်ရှိတဲ့ဘက်ကိုပြေးဝင်လာခဲ့တဲ့အချိန်လေးချွန်းတန်အတန်တစ်ခုနဲ့အတူ အလောင်းကောင်းကြီးအချုပ်ကျိုးပြတ်တယ်လို့လဲကျသွားခဲ့တယ်ဖြင်ချန်းဝဲလူကြီးကလည်းကျုပ်တည့်ရဲ့အတက်မဲ့သွားတဲ့အလောင်းကောင်းကြီးကိုကြည့်ပြီးတော့အခြားတယောက်ဝင်းနောက်ရှက်မှန်သိရနဲ့အမောင်လူတဲကိုဝင်ပြေးဖို့စူးစမ်းခဲ့ပေမဲ့ခြေတော်နှစ်ဘက်ကလုံမရဖြစ်နေခဲ့တယ်တက်ခိုင်လေ သူ့ကိုစောင့်ကြနေတဲ့အင်းဆောင်ပုဂ္ဂိုလ်တွေအကူအညီပေးမှန်းကိုသိတော့အားတက်သွားခဲ့ပြီးအပေါ်ကိုမောကြည့်လိုက်တော့အင်းဆမကွက်ဒီရေးဆွဲထားတဲ့ရတောင်ကိုကိုင်ကမတက်ရက်နေတဲ့ကိုဆောင်ပုဂ္ဂိုလ်နှစ်ပါးကိုမြင်လိုက်ရတယ်လဝူးစရာတခင်ဖြစ်တဲ့အောင်မြတ်တာထွက်သွားပြီးတဲ့နောက်ပိုင်းမှာပျောက်ွယ်သွားတဲ့ကိုဆောင်ပုဂ္ဂိုလ်နှစ်ပါးကိုမြင်လိုက်ရတော့တက်ခိုင်အားထက်သွားပြီးမိမိကိုယ်တိုင်ရေးဆွဲတီထွင်ထားခဲ့တဲ့ ခရုခွေအင်းကိုထုတ်ယူကာပြင်းချင်းအင်ကြီးဝတ်ထားတဲ့လူကြီးရှိရာဘက်ကိုပြေးလွတ်လိုက်တယ်အချိန်ချင်းခါကစမ်းသက်သမျှမအောင်မြင်ခဲ့တဲ့ခရုခွေအင်းကပြင်းချင်းအင်ကြီးဝတ်ထားတဲ့လူရဲ့ခေါင်းပေါ်မှာလက်ရသုံးငင်တိတိရစ်ဘက်ကဝဲပြန့်ပြီးတဲ့အချိန်လူတစ်ကိုယ်လုံးလေးဘော်ကိုမြောက်တက်လာတာကိုမြင်လိုက်ရတယ်ဟင်မင်းမင်းငါ့ကိုဘာလိုလိုက်တာလဲကွာ ပြင်းချမ်းဝင်လူကြီးကတောက်တဲ့ကြောင်အော်ဟင်းနေတဲ့အချိန်ခယူးခွေအင်းကတဖြည်းဖြည်းနဲ့စတင်ရစ်ပတ်ပါလီရောဟေးဟေးငါ့ကိုလှုပ်စမ်းတတ်တိရှင်ငါ့ကိုလှုပ်ပေးစမ်းရုံးကန်အော်ဟရင်လေးပွေလိုရစ်ပတ်ခံထိနေတဲ့လူကြီးရဲ့ကိုယ်ထဲကနေနီးညွရောက်အလင်းနဲ့နေအပြင်အနက်ရောက်အလင်းနဲ့နေထွက်ပေါ်လာခဲ့တယ်ထွက်ပေါ်လာတဲ့အလင်းနဲ့နေကခယူးခွေပတ်ရဲ့အပြင်ဘက်ကိုမထွက်ဘဲအတွင်းထဲမှာဝေဝဲခါ ။ခေါင်းတဲထဲမှာရှိနေတဲ့စမားကွက်တဲကိုတိုးဝင်ပြောက်ွယ်သွားခဲ့တာကိုမြင်လိုက်ရတယ်။ဆယ်မိနစ်ခန့်ရစ်ပတ်ပြီးတဲ့အချိန်မှာတော့လေပေါ်မှာလှည့်ကန်ထိနေတဲ့လူကြီးဟာအယုတ်ကျိုးပြတ်ဆိုသလိုမြေပေါ်ကိုပြုတ်ကျလာခဲ့တယ်။ခယူးခွေအင်းကတော့ဗတုံးတစ်ကောင်လိုဖြင်းချမ်းဝဲလူကြီးရဲ့တကူလုံးဘော်ကိုလက်ပတ်ပြန်နိုင်ရင်ကြံရှိနေတဲ့အငွေတက်တွေကိုဆုပ်ယူနေခဲ့ရကနေ အားလုံးကုန်စင်ပြီဆိုတော့မှတက်ခိုင်ရဲ့လက်ဘော်ကိုပြန်လဲရောက်ရှိလာခဲ့တယ်။ အတော်ကိုဆိုးရတဲ့အပုံနဲ့နေပါလားတရက်ပင်နောက်ကနေထွက်လာတဲ့အတန်းကြောင့်တက်ခိုင်ဝမ်းသာအားရလက်ကြည့်လိုက်ရာယောဂီဝိစုံကိုတရက်စွာဝတ်ဆင်ထားတဲ့ဆရာဖြစ်သူကိုမြင်လိုက်ရတယ်ဟာဆရာဘလို့ဘလို့ဖြစ်ဘေးကျင်းတာရှိရင်နောက်မှမီဒီအလောင်းကောင်းနေဘူးအရင်ရှင်းဖို့လုပ်ပါအောင်သူတို့ကိုကနေထွက်တဲ့အပုံနဲ့ကအတော်ကိုဆိုးတယ်ဟိတက်ခိုင်လေး အောင်မြတ်သားရဲ့စကားကြောင့်မိဘမလဲကြနေတဲ့လူကြီးကိုဆွဲထုတ်လိုက်ပြီးခမားကိုအခုရွာသားရဲ့လက်ထက်ကိုအပ်လိုက်မယ်ဆိုရင်ဘာဖြစ်သွားမယ်ထင်လဲကျောင်းမှာပညာရှင်မှ မရှိတော့တာသူတို့လောက်တာကိုခံယူမရှိတာပေါ့ဟုတ်တယ်သူတို့ကခမားကိုတစားစီ လုပ်ပြကြလိမ့်မယ်ဒါကြောင့်အခုချက်ချင်းဒီကနေထွက်သွားပါခမားကိုပညာသိမ်းလိုက်လို့ မကျေနပ်တဲ့သူရှိရင်လေကျုပ်စီကိုအချိန်မရွေးလာခဲ့ပါလို့စကားပါလိုက်ပါတယ်တခိုင်စကားအဆုံးမှာလဲကြနေတဲ့လူကြီးကဂျိုင်းနေရနိုင်တဲ့မတ်တထရက်လိုက်ပြီးအမောင်လူတဲကိုဝင်ရောက်ပြောက်ွယ်သွားခဲ့တယ်ဆရာဒီလောင်းကောင်းတွေကိုရှင်းဖို့ရွာသားတွေကိုအကူအညီတောင်းအောင်မယ်ထင်ပါတယ်ဗျာနေနေတခိုင်ရွာသားတွေကိုဒုက္ခမပေးပါနဲ့သူတို့လာတော့ငါလို့ဖုတ်ပြန်သွင်းပြီး မူလနေရာကိုပြန်ပို့လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်။ဟိုအဲ့ဒီလိုလုပ်ဖို့ကျွန်တော်မှအဆင်မပြေတာ။တက်ခိုင်စကားကိုအောင်မြင်တာက မကြားချင်အောင်ဆောင်ပြီးဘဲကျနေတဲ့အလောင်းကောင်းနေတဲ့ကိုဘော်ကိုရွာထိပ်မှာပေါက်နေတဲ့ညာမွှေးပန်းကိုခူးယူကာတင်ပေးလိုက်ပြီးကဲဒီအနီးတစ်ဝိုက်မှာကျင်းလဲကြဆားနေကြတဲ့နာနာဘာဝဝိနာဘာဝအပေါင်းတို့အခု ကျုပ်တို့အရှိမရှိနေတဲ့အလောင်းကောင်းကြီးရဲ့ကိုယ်ထဲကိုခိတ္တခဏဝင်ရောက်ပြီးဒါယာလန်တိုင်းကိုပြတ်သွားနိုင်မှုကိုညီကြပါအောင်ထိုကဲသူပြောလိုက်တယ်ဆိုရင်ပဲပုတ်ပွားနေတဲ့အလောင်းကောင်းကြီးကချက်ချင်းမတက်ထားရခါဒါယာလန်တိုင်းကိုလှည့်ပြန်သွားခဲ့ကြတယ်အားလုံးပြီးစီသွားတော့မှအောင်မြတ်တာကမင်းရဲ့စိတ်ကူးအတွင်းနဲ့ဖန်တီးထားတဲ့ခီးခွေအင်းကမဆိုးဘူး မကောင်းတဲ့ပညာရက်တွေကိုစော့ယူတဲ့ဆမအခရာတွေကိုထဲ့သွင်းရေးဆွဲထားတဲ့အတွက်ပို့ပြီးတော့တင့်တော်သွားတာတော်ပါပြီလေကျွန်တော်လည်းဆရာမရှိတဲ့နောက်ပိုင်းဘာလို့လို့လုံးရမှန်မသိရနဲ့စိတ်ကူးပေါ်ရာလုံးကြည့်လိုက်တာပါမင်းကတော့ကပညာနှုတ်လိုက်တဲ့သူမှာအရန်ကိုအားကိုးရတဲ့မင်းညာဆိုတဲ့တမိတယောက်ရှိတယ်ကွာ။ तू ကမွေးရပါ ပညာပါလာတဲ့သူသူ့ရဲ့ထူးခြားချက်ကပညာကိုထုတ်ချင်တဲ့အချိန်ထုတ်လို့ရတယ်။ဒါကြောင့်ဒီဝါကဆရာဒုက္ခရောက်ရတာပဲ။ဟုတ်မယ်ဆရာဒီအကြောင်းလေးကိုသူလည်းဖွင့်ပြောအောင်ရှက်လို့နဲ့တူပါတယ်။ကျွန်တော်ကတော့မျက်နှာချင်းမဆိုင်တော့ဘူး။ကဲမင်းကအခုအဖေဖြစ်သူကိုပညာသိမ့်နိုင်ပြီမဲ့တောက်ရကတော့တမီးဖြစ်သူကို ဘလို့ရင်ဆိုင်မလဲဆိုတာမသိကျင်ဘူးလားပြာတောက်ရကကုနကလူကြီးရဲ့တမီးပြည့်သူနဲ့ဟုတ်လားအေးဟုတ်တယ်မဲညာကအသက်16နှစ်မှာတည်းစနေကျိုးကိုစီးပြီးသွားနိုင်တဲ့ပညာတဲ့တယောက်ဖြစ်နေခဲ့တာဒါဆိုရင်ကျွန်တော်တို့သူ့ကိုသွားပြီးတော့ကူညီရမလားဟင်းငါတို့မကူညီဘူးသူ့ဘလို့ရင်ဆိုင်မလဲဆိုတာပဲစောင့်ကြည့်မယ် ောင်မြင့်တာစကားဆုံးမှာတက်ခိုင်ရဲ့အတူရဲ့တောက်ရရဲ့ရုပ်ပုံတံတန်ပေါ်လာခဲ့တယ်။နောက်လာမဲ့ဇလန်းမှာတော့တောက်ရနဲ့မင်းညာဘလူတွေရင်ဆိုင်ကြမလဲဆိုတာကိုတော့အောင်မြင့်တာနဲ့ဆန်နှကျိုးမင်းညာဆိုတဲ့နောက်လာမဲ့ဇလန်းလေးမှာဆက်လက်နားဆင်ပေးရပါအောင်ခင်ဗျာ။